အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွတ်တာရပါဒီဇင်ဘာလတလစာ9ရက်သားသမီးများအတွက်ကျွန်တော်ငွေကြေးစီးပွားရေးနဲ့လူမှုရေးပေါ့နော်အဲ့၃ခုကိုကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်ဖော်ပြပေးတော့မှာဖြစ်တယ်အခြားသောအခြေရေးအိမ်တော်ရေးငွေနော်အခြားသောအခြားသောကိစ္စရပ်တွေကိုကျွန်တော်နဲ့ဗီဒီယိုနောက်တဲ့2ပုဒ်နဲ့ထပ်လုပ်ပေးမယ်အဲ့တော့ကျွန်တော်ဒီစုစုပေါင်းပြီးတော့၃ပုဒ်လုပ်ပေးမယ်ပေါ့နော်အဲ့တော့အနည်းငယ်သားသမီးများအနေနဲ့ပေါ့နော် ဒီစင်မာလာတလားစာမှာပုံမှန်တက်ပို့ပြီးထူးခြားတဲ့အဖြစ်အပျက်တွေပုံမှန်တက်ပို့ပြီးထူးခြားတဲ့ကိစ္စရပ်တွေကိုစာပေးရလိမ့်မယ်ပြောချက်နာကြတော့2026အတွက်လိုအပ်တဲ့ planning အားလုံးကိုဒီ2025ဒီဒီစင်မာမှာအများကြီးစဉ်းစားရမယ်အများကြီးဆောင်ရွက်ရမယ်ရေရှည်အတွက်ကြည့်ပြီးတော့လုပ်ရမယ့်ကိစ္စရပ်တွေအများကြီးပေါ်လာလိမ့်မယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီ2025ဒီစင်မာမှာတနွေတာသမီများအတွက်ငွေကြေးကိစ္စရပ်တွေတော့စီးပွားရေးကိစ္စရပ်တွေတော့ဆုံးပေးရ ဆုံးဖြတ်ရဆုံးဖြတ်ကိုဆုံးဖြတ်ရမယ်ကိစ္စမျိုးလေးပေါ်ပေါ်လာမယ်တွေ့ဝင်နေလို့မရဘူးတွေ့ဝင်နေမယ်ဆိုတော့ခက်ခဲမယ်ရှုပ်ထွေးမယ်အနောက်ချက်တွေများမယ်ဆိုမျိုးတွေ့ရတယ်အကြောင်းမို့စီးပွားရေးအတိတ်တခုခုလောက်ဖို့အကြံရည်နေရာမျိုးရှိရယ်ဆိုရင်လုံးဝလောက်ပါဆောင်ရက်ပါဟိုလို့ပြောခြင်းတယ်အဲ့တော့ပြောခြင်းတာတော့ဒီ ဒီဇင်ဘာတလားစားလေးတနွေသာသမီများတဲ့အကောင်းဆုံးသားတွေမှာပါတဲ့အဲ့တော့လုံးစီအောင်ရှိတာလုပ်ပါစီးပွားရေးမွေးကြေးလူမွေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာလုပ်ရှင်လုပ်ရှင်နဲ့မင်းအကောင်းလုပ်ပါတော့ကျွန်တော်ဒီနေ့ပြောချင်တယ်ပေါ့နော်အဲ့တော့တနွေသာသမီများပေါ့တနင်္လာသာသမီများကြတော့ဒီဒီဇင်ဘာတလားစားကသူတို့တဲ့မွေးကြေးရောစီးပွားရေးကိုအရင်အောင်ခက်ခဲတဲ့ကာလနဲ့မှာပါတယ်အဲ့တော့ဒီကာလမှာ ဟိုပြောရမယ်ဆိုအရေးကြီးကိစ္စတွေဆောင်ရွက်ဖို့ရှိတယ်။နောက်ပြီးတော့လုပ်ငန်းပြောင်းတာတွေလုပ်ငန်းတိုးချဲ့တာတွေလုံးလုံးမယ်လို့ကြံစီနေတယ်လုံးဝတော့မလုပ်သင့်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ပြီးတော့ဒီကာလမှာဒီလထဲမှာမူလင်ခံရတာမျိုးနောက်ပြီးတော့ပြောရမယ်ဆိုရင်ကိုစီစဉ်ထားတဲ့အရာထက်ပိုပြီးမွေးကုန်ကြေးချပိုများတာမျိုးပိုခက်ခဲတာမျိုးပိုရှုပ်ထွေးတဲ့ပုံစံမျိုးကြုံတွေ့ရဖို့ရှိတယ်။နောက်ခုကျတော့ပါလဲဆိုတော့ဒီ မွေချေးထားတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့မဟုတ်မွေချေးကိစ္စနဲ့ပတ်သက်ပြီးအမှုကင်းဖြစ်နေတဲ့သူတွေဆိုရင်ဒီကာလမှာဟိုစိတ်ရှုံ့ကြပိုများလာပြီးတော့ပိုပြီးခက်ခဲမဲ့နေတာမျိုးကိုကြုံတွေ့ရတယ်။နောက်မွေချေးကိစ္စနဲ့ပတ်သက်ပြီးတော့အမှုကင်းကြုံရတာမျိုးလည်းရှိတတ်တယ်။မဖြစ်သေးဘူးဆိုရင်ဖြစ်တတ်တယ်ပေါ့နော်။အဲ့လိုမျိုးတွေရှိတတ်တယ်။ပြောချင်တာကတော့ဒီရစင်မာလာဒီတတိနာသာသမီများတဲ့မွေဂျီအရှုပ်အရှင်မွေဂျီတနာအများဆုံးလာတယ်မလို့ပြောလို့ရတယ်ဟိုနော်အဲ့ဒါမှပြောလို့ရတယ်အဲ့တော့ဒီနောက်ပြီးကျတော့ပါလဲဆိုတော့ဟို ီကာလမှာဒီလာထဲမှာပေါ့မွေးကြီးကစားနဲ့ပတ်သက်ပြီးတော့မတိုင်ပင်သိမ့်တဲ့သူတွေကိုတိုင်ပင်မိချင်းကြောင့်ပိုပြီးခက်ခဲဖို့ရှိတယ်အကြောင်းလူတွေကိုတည်ထားဖို့လိုတယ်နောက်ပြီးတော့အင်ကအင်္ဂါသမီးများအနေနဲ့ပြောရမယ်ဆိုဒီကာလမှာပေါ့ပိုပြီးရဆူဆောင်းနိုင်မယ့်အနေအထားမျိုးတွေ့ရတယ်ပတ်စံတွေပိုရလာမယ်ငွေကြေးတွေပိုရလာမယ်နောက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဟိုမမီအပ်တဲ့ပုံစံမျိုးကနေပြီးတော့ဟိုတရိန်ဝင်လာဖို့ရှိတယ်ဆိုတော့ကိုလုံးနေလမ်းချောင်းကိုလုံးနေလောက်ကင်ရှိမယ်အဲ့လောက်ကင်တွေကဝင်တဲ့ပတ်စံတွေအပြင် အခြားသောမဖိုးတွေရတာမျိုးထီတွေပေါက်တာမျိုးကန်တွေကောင်းတာမျိုးမဲတွေပေါက်တာမျိုးစသဖြင့်ပေါ့အဲ့လိုမျိုးပေါ့နော်ထူးထူးခြားခြားမုံဝင်လေးတွေပိုကောင်းလာတာမျိုးပုံမှန်မဟုတ်တဲ့နေရာကနေပြီးတော့လက်ကြီးတွေကောင်းမျိုးရတာလည်းပုံစံမျိုးရှိတတ်တယ်အကြမ်းလို့ဒီလာထဲမှာတော့ဒီပြောရမယ်ဆိုရင်အင်္ဂလာသမီးများတော့တော်တော်ကြီးကိုကံကောင်းတယ်သူတို့ပြောလို့ရတယ်ဒီဇင်ဘာလတာမှာအင်္ဂလာသမီးများလည်းငွေကြီးကံရောစီးပွားရေးကံရောအရင်ကောင်းတယ်ဘာလို့ချက်လဲလောက်ချင်တာလောက်ပါလို့ကျွန်တော်အနေနဲ့ပြောချက်တယ်စီးပွားရေးပဲလောက်လို့ဟိုနော်ဒီငွေကြီးစတဲ့ပတ်သက်ပြီးတော့ပဲလောက်လို့ပေါ့ဒီလာထဲမှာကအင်္ဂလာသမီးများအကောင်းဆုံးလာထဲမှာပါတယ် ဗုဒ္ဓဟူသာသမီးများနဲ့ရာဟူသာသမီးများနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီဒီဇင်ဘာကလတာမှာစီးပွားရေးကိစ္စတခုခုလုတ်ပယ်လို့ကြီးရွယ်မယ်လို့ကြံစီနေရဆိုရင်ဟိုပုံမှန်ထက်တော့ပို့ပြီးတော့ဒီစိတ်ရှိတီးခံလက်ရောက်မှန်ဆိုတဲ့နေရာမျိုးသွားလိမ့်မယ်အခါကြရင်ပါလဲဆိုတော့အချို့ရရင်လောက်ဖို့အတွက်ဆိုပြီးတော့စီစဉ်နေရာရှိနေမယ်အာဒီတခုခုအပြောင်းလောက်ဖို့ဆိုပြီးစီစဉ်နေရာရှိနေမယ်ကောင်းတော့ပဲပြောင်းပြောင်းဆိုရပဲပြောင်းပြောင်းတိုက်တာပဲပြောင်းပြောင်း ဒီလာထဲမှာဘာမှမပြောင်းသင့်ပဲနဲ့လက်ရှိရှိနေတဲ့အနေအထားမှာလက်ရှိဖြစ်နေတဲ့အနေအထားမှာပဲဆက်ပြီးရည်တည်နေတဲ့ဆက်ပြီးတော့ရည်တန့်နေတဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တယ်ပြောချင်တာကဘာလဲဆိုတော့ဟိုရှေ့လှမ်းမဲ့စင်နော်နော်နောက်လှမ်းဆောက်ဆိုတဲ့ပုံစံမျိုးပါနော်အဲ့တော့ပိုအားကောင်းတယ်2016မှာစီဝိုင်းပတ်သက်ပြီးမွေးကိစ္စနဲ့ပတ်သက်ပြီးပိုအားကောင်းခြင်းနဲ့ပိုပြီးအဆင်ပြေခြင်းနဲ့ပိုပြီးအာပိုပြီးတော့အကောင်းဆုံးနေဖြစ်ချင်တယ်ဆိုပြီးစိတ်ဆန္ဒတွေရှိလာမယ်ဆိုရင်ဒီဒီဇင်ဘာထဲမှာက မိမိစိတ်ထဲမှာလုံးချင်တဲ့ဆန္ဒတွေဖြစ်ချင်တဲ့အရာအားလုံးကိုလုံးဝလုံးဝထိ ंछ ုပ်ထားပြီးတော့မှဟိုပိန်းထားမယ်ဗျာအရင်လုံးချင်တာရှိနေရဆိုရင်ဒါမှဒီကတော့မလုံးနဲ့စီးပွားတစ်ခုခုရင်းမဲ့ရင်းနေနေဖို့ဆိုပြီးကြံစီနေရရှိလုံးဝမရင်းနေတယ်ဗျာမလုံးသိနေဗျာအဲလိုမျိုးသဘောပြောချင်တာအဲ့တော့ဒီအစတော်ချင်တာတော့ဒီကရက်မှာငွေကြီးကိစ္စရောစီးပွားကိစ္စရဲ့ညီကောပတ်သက်ပြီးရောပြောရမယ်ဆိုရင်တော့ဟိုလောကငြိမ်နေတဲ့ကာလနဲ့မှာပါတယ်လောက text action လောက်ပါအချိန်ယူပါအားပြေပါအားအားပြေအောင်လုပ်နေပါဆိုကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော် အော်ကတာရဲသားသမီးများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီလမှာလည်းတော်တော်ကိုပြောချင်စရာကောင်းတဲ့လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကတာရဲသားသမီးများအနေနဲ့ဒီလမှာတူတူခြားခြားပေါ့နော်ဒီလက်လေးလေးပွင့်လာတာမျိုးရှိလိမ့်မယ်။အရင်ရင်အရင်ရင်လာနေမှာလည်းခက်ခဲနေရမျိုးတွေ၊ကြမ်းတမ်းနေရမျိုးတွေ၊ရှုံထွေးနေရမျိုးတွေစသဖြင့်ပြည်လာမောင်းပေါင်း6000မျိုးစုံနဲ့အဲ့လိုအနှောက်ရှက်တွေအခက်ခဲတွေကြုံတွေ့နေရတဲ့သူတွေအနေနဲ့ဆိုရင်ဒီဒီလာထဲမှာကအကောင်းဆုံးသားလို့ပြောလို့ရတယ်။အဲ့တော့ဒီသားထဲမှာပျော်ရွှင်မဲ့အရာမှန်မြတ်အားလုံးကိုလုပ်ပါ။စီးပွားရေးလုပ်တာပျော်ရွှင်နေတာလို့ တခုတော့ရှိတယ်ကိုယ့်စိတ်ထဲမှာမပြောမရှင်ပဲလုပ်နေရကိစ္စမျိုးရှိလာမယ်ဆိုတော့ဒီလထဲမှာနားသိနေနားသိနေဆိုတာဘာလဲဆိုတော့ကိုကဗျာစိတ်ထဲမှာပါဘူးအစင်ပြေလိုမျိုးပဲလုပ်နေရတာမျိုးရှိနေအဲ့လိုဒီဒီတော့ဒီ2015ဒီဇင်ဘာမှာလုံးဝအဲ့ကိစ္စနဲ့ပတ်သက်ပြီးရက်လိုက်တင်ပြီးစက်မလုပ်ပဲနေလိုက်တင်ပြီးတောင်းချင်တာဘယ်လိုခေါ်မလဲဆိုတော့ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့အရှော့ပေးတာဖြစ်အရှုံးမိလာဖြစ်လုပ်လိုက်တင်ပြီးအဲ့ဒါမှပဲရှေ့ဆက်လို့ရမယ်ရှေ့သွားလို့ရမယ်အဲ့တော့ပြောရအောင်ဆိုတော့စိတ်ထဲကနေပြီးတော့ ပျော်အောင်နေပျော်အောင်နေပတ်စံနေဝင်လာနေမယ်လက်ရည်ညိုင်းပွင့်လာနေမယ်စိတ်ညစ်လာပြီစိတ်ညစ်တာတော့ညီးသွားနေတာမျိုးတို့လူတန်းမတော်ခက်ခဲတာရှိနေမယ်အခက်ခဲတာ ပုံမှာမဒီလာထဲမှာပျော်ရှင်အောင်လေးရအောင်နေကြည့်လိုက်ရဲ့သူ့နည်းသူ့ညာနေနဲ့ကောင်းမရတဲ့လေးတွေရလာနေမယ်လို့ကျွန်တော်နေနဲ့ပြောချင်တယ်တောက်ကြတာမိများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီလာထဲမှာတော့အပြောင်းလဲတွေအများကြီးဖြစ်မယ်ပြောချင်တာတော့ပါလို့ပုံမှန်ထက်ပိုပြီးပြောင်းလဲလာမျိုးပြောချင်တာတော့လုံးသစ်အကင်သစ်လုံးပဲလို့ယူခဲ့တယ်ဆိုလုံးပါ၊ဂိုင်းပါအဲ့တော့ပုံမှန်ထက်လမ်းကြောင်းအစ်စ်တွေ ရွှေ့ဖို့ပြောင်းဖို့ဆောင်ရွက်ဖို့ရှိနေဆုံးလုံးဝလုံးဝတော့ပါလို့ပြောချင်တယ်။မူအခြေခံနေနဲ့ကြည့်မယ်ဆိုတော့အရန်ကိုကောင်းလာလဲမှာလဲပါတယ်ပေါ့နော်။အဲ့တော့လက်လာပါရေးပိုးပြီးတိုးတက်လာလိမ့်မယ်။စီးပွားကိစ္စနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းအတွေ့အကြုံကောင်းနေတော့ပေါ်လာလိမ့်မယ်။စီးပွားကိစ္စနဲ့ပတ်သက်ပြီးမိမိကအကြံစီနေရာမျိုးရှိနေမယ်။အစ်စ်တွေလောက်ဖို့ဆိုပြီး UI နေရာမျိုးရှိနေမယ်။အဲ့ဒါလောက်ဖို့အတွက်လည်းတကယ်တော့ကကိုယ်ကူညီနေမယ်ဆိုတော့လုံးဝလုံးဝလုံးတဲ့ပြီးလုံးဝလုံးဝစတဲ့ပြီးလို့ကျွန်တော်နေနဲ့ပြောချင်တယ်။ ဆောင်ဆိုင်ရာမျိုးတွေတွေ့ဝေရာမျိုးတွေလုံးဝရှိနေတဲ့တာမဟုတ်ဘဲနဲ့အကောင်းဆုံးရတဲ့တွေကိုရရှိစေဖို့လှုပ်စိတ်လှုပ်တင်နေပြီးတော့ကျွန်တော်တို့ပြောကြတယ်စနေသားမီးများအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုစနေသားမီးများတော့ဒီလာထဲမှာတော့ကိုပြောရမယ်ဆိုရင်အနိုင်ရောရှုံးရောများရလားလို့ပြောလို့ရတယ်ပြောချင်တာကဘာလဲဆိုဘာတွေကိုနိုင်ပါလဲရှုံးပါလဲဆိုတော့လက်ရှိမှာကိုစီပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့ယဉ်ညင်းတုံနဲ့ထားတဲ့ကိစ္စရဲ့လေးလေးကဒီလာထဲမှာအရှုံးပေါ်တာမျိုးခက်ခဲတာမျိုးကျဉ်းတာမျိုးပေါ်လာနိုင်မယ်ဒါပေမဲ့အဲ့လိုပေါ်လူကန်ဆိုးနေတာဆိုလည်းမဟုတ်ပြန်ဘူးဘာလဲဆိုတော့ကို့မှာက ကိုရည်ရွယ်ထားတဲ့ကိစ္စကိုကောင်းနေရဆိုပြီးသတ်မှတ်ထားတဲ့ကိစ္စရဲ့တွေကသူကသူ့အသီးသူ့ကနေတော့ကောင်းလာဖို့ရှိတယ်။လမ်းကလလန်းပိတ်လို့ဆိုပြီးတော့တလန်းကပျက်စီးသွားတာမျိုးမဟုတ်ဘဲနဲ့သူ့အသီးသူ့ကနေတော့လမ်းကြောင်းကိုတင့်ပြီးတော့သူ့ကိုသွားလို့ရနေတယ်။ဒါပေမဲ့ဆုံးချုံးစရာရှိရတော့ဆုံးချုံးဖို့လည်းရှိနေတယ်။တို့တက်စီအရှိရတို့တက်ဖို့လေရှိနေတယ်အဲ့တော့ကိုကတော့ဘရားကိုဆုံးချုံးဆုံးချုံးမလဲဘရားကိုတို့တက်အောင်တော့မလဲဆိုတော့ကိုကကိုစဉ်းစားဖို့လိုပဲလိမ့်မည် အကြောင်းလို့ဒီဒီဇင်ဘာလထဲမှာစီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စီစဉ်နေရဆောင်ရွက်နေရမျိုးရှိရဆိုရင်ဘယ်ဟာကိုရှော့ပြီးတော့ဘယ်ဟာကိုတိုးရမလဲဆိုတော့ကိုကိုနားလေကိုလိုရဲ့လိမ့်မယ်နော်စိတ်ချုပ်စရာတွေလည်းပေါ်ပေါလာဖို့လည်းရှိတယ်ကဲအဲ့တော့ခုနနေ့နဲ့သားသမီးနေနဲ့ကြည့်မယ်ဆိုဒီဇင်ဘာလတတာမှာကန်ကန်ဆိုးနေတဲ့သူကိုပြောရမယ်ဆိုရင်တော့နော်တနေ့နာသားသမီးရာကန်ဆိုးနေပါတယ်စနေသားသမီးရာလည်းကန်ဆိုးနေပါတယ်နော် ဲ့တော့ငွေကြီးကန်လေးနဲ့ပတ်သက်ပြီးတော့ငွေကြီးအချင်း၅မျိုးတနေနာနဲ့စနေလုံးဝလုံးဝမလုပ်ပါနဲ့နော်နော်စီးပွားရေးလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းအစ်စ်တွေစာဖို့လုပ်ငန်းအစ်စ်တွေလုပ်ဖို့အတွက်ဒီရွယ်နေတဲ့သူတွေဆိုရင်တော့တနေဦးနေသားသမီးများရေလုံးဝလုံးဝလုပ်တဲ့နောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီအောက်ကြာသားသမီးများတွေလည်းလုပ်တဲ့နေသားလေးသားသမီးများတွေလည်းလုပ်တဲ့နေပေါ့လုံးဝလုံးဝဒီကာလမှာစီးပွားရေးဘောဘောင်းညာကိုခဏလေးရက်ပြီးတော့အားလေးစုနေဖို့လိုအပ်နေတာကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီနော်ကျွန်တော်တို့ဒီတနင်္ဂနွေနေ့ ဒီကျွန်တော်တို့ဒီဗုဒ္ဓဟူးနဲ့ရအောင်သားသမီးတွေပေါ့အဲ့ဒါတွေကတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့လောကစောင့်ဆိုင်းရမယ်စဉ်းစားနေရမယ်စင်ကြင်နေရမယ်ပေါ့နော်အဲ့တော့ဟိုပြောမယ်ဆိုရင်တော့ဟိုတနင်္ဂနွေကတော့စာမမယ်တနင်္လာတော့နည်းနည်းညည့်ရနေတယ်ပျက်စီးအောင်တော့မလုံးနဲ့နော်ပျက်စီးအောင်လုံးနဲ့ပျက်စီးဖို့လည်းရှိတတ်တယ်ကိုရည်ရွယ်ထားတဲ့အရာတွေလည်းခက်ခဲဖို့လည်းရှိတတ်တယ်ပျက်စီးတတ်တယ်တတိထားရမယ်အင်္ဂါသတိမိများတော့ပြောရမယ်ဆိုရင်တော့စုပါဆောင်းပါစုနေပါ နော်ဘုံတဲ့ဦးနှောင်သားသမီးများကြတော့ဗာလဲဆိုတော့ကိုအကောင်းဆုံးပြည့်စုံတဲ့ဟာရှိနေမှုကိုလုံးစရာရှိရတဲ့အကောင်းဆုံးလုပ်နေပါဗာလဲဖြစ်လာဖြစ်လာနော်တာရီသားသမီးများအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကာလမှာကောင်းတယ်ပျော်အောင်နေပျော်အောင်စားပျော်အောင်ပျော်နေနေအဆင်ပြေလာနေမယ်ကောင်းချတာသမီးများအနေနဲ့ကြည့်မယ်ဆိုရင်တော့ဗာလဲဆိုတော့အပြောင်းလဲတွေရှိတယ်အဲ့တော့အခွေးကောင်းတွေကိုလုံးဝအစုတ်ကင်ပါဖမ်းယူပါအောက်ကြသားမီးများအဲစနေသားမီးများအနေနဲ့ကြည့်ရမယ်ဆိုရင်တော့စနေသားမီးများတော့လုံးတင်တာလုံးပါရှော့တင်တာရှော့ပါ ခေါင်းမှာပါနဲ့နော်အားလုံးနဲ့နော်ဒီစီမားလာတာမှာအားလုံးနဲ့အစီအမေချောင်းမေ့ကြပါစေနောက်ထပ်